ပလင်းပုံစံနှကောင်းရှိတဲ့အချစ်စရာကောင်းတဲ့လင်းပိုင်များကဘာအနံကသမုဒ္ဒရာအများစုမှာတွေ့ရတဲ့ပလင်းပုံစံနှကောင်းရှိတဲ့ဒီလင်းပိုင်တွေဟာ UK အနီးတစ်ဝိုက်မှာအများစုတွေ့ရတဲ့မျိုးစိတ်တွေဖြစ်ပါတယ်ဒီလင်းပိုင်လေးတွေဟာချစ်စရာကောင်းလို့တဲ့ပုံစံတွေရှိကြတဲ့အပြင်အတွင်ပြင်နဲ့လိုက်ပတ်တဲ့ပေါ်ရွေးတဲ့ချင်းစရိုက်တွေလည်းရှိကြပါတယ်ဒီလင်းပိုင်လေးတွေဟာအဖွဲလိုက်အမဲလိုက်လေးရှိပြီးတော့သူတို့ကြားမှာထူးခြားတဲ့ဆက်သွယ်မှုတွေရှိပါတယ် ဒါပြင်သူတို့ဟာအမဲလိုက်ရမှာပဲ့တင်တန်လိုမျိုးအတန်တွေကိုထုတ်လွှင့်ပြီးတော့ရေအောင်မှာရှိတဲ့တားကောင်းတွေရဲ့ပုံစံအနေထားနဲ့တားကောင်းရဲ့အမြန်နှုန်းတွေကိုအကြမ်းဖျင်းသိနိုင်ကြပါတယ်။ သူတို့ဟာပင်လယ်ထဲကငါရေပွဲနဲ့ကင်းမွန်တို့လိုအကောင်လေးတွေကိုစားသုံးပေးပြီးတော့ငမန်းနဲ့တခြားရေတတဝါကြီးတွေအတွက် အစာဖြစ်ပေးတာကြောင့်အစာကွင်းဆက်နဲ့ ecosystem မှာအရေးကြီးတဲ့နေရာတစ်ခုကနေပါဝင်နေတာဖြစ်ပါတယ်။ Longspin Square Fish လို့ခေါ်တဲ့အတန်တုပညာရှင်က Longspin Square Fish လို့ခေါ်တဲ့ရှင်ငါကတော့လေမော်ယောင်ကိုတဲ့နဲ့ပင်လယ်ငါမျိုးစိတ်တစ်မျိုးဖြစ်ပြီးတိပ်ပံနေလေမှာ Horizontal Refuse လို့ခေါ်ပါတယ်။ ။ Holocentrinus ၅မျိုးစိတ်ပုံ150တဲကတစ်မျိုးဖြစ်ပြီးထူးထူးခြားခြားကြီးမားတဲ့မျက်လုံးကြီးတွေပိုင်ဆိုင်ထားတဲ့၅မျိုးစိတ်တစ်မျိုးပဲဖြစ်ပါတယ်။ဒါပြင်တခြား၅မျိုးစိတ်တွေနဲ့မတူပဲဒီရှင်ငါတို့ရဲ့စအိုးပိုင်းစူးတော်မှာရှည်လျားချွန်ထက်နေပါတယ်။ခနာကိုအရှည်ပြားရောင်မှာရောင်ပြေးနဲ့ရောင်ဆက်ကလေးဖြစ်ပြီးကြောပိုင်းမှာငွေရောင်နဲ့တဖြည်းဖြည်းခနာကိုအပေါ်ပိုင်းမှာလေမွေရောင်တို့ဖြစ်ဖွဲ့စည်းထားပါတယ်။ လောင်းစပင်စကွဲရ်ဖေ့စ်တွေဟာအပူပိုင်းရေတိမ်ပိုင်းတွေမှာရှိတဲ့ကြောက်ဆောင်ကြောက်တန်းတန်းသားကြောက်တန်းတို့မှာပုံကွယ်နေကြပြီးခနာကုန်နဲ့မလိုက်အောင်ကြီးမားတဲ့အနက်ရောက်မျက်လုံးကြီးကိုပိုင်ဆိုင်ထားကြပါတယ်။ရှင့်နေရဲ့မျက်လုံးကဲ့သို့မျက်လုံးဝိုင်းဝိုင်းနေတဲ့ရှည်လျားတဲ့စူးတောင်တို့ကြောင့်လောင်းစပင်စကွဲရ်ဖေ့စ်လို့ခေါ်တာဖြစ်ပါတယ်။ဒါပြင်ထူးထူးခြားခြားအကောင်နဲ့မလိုက်တားကောင်ကိုအာရုံပြောင်းချောလန်းနိုင်တဲ့အတန်တူတစ်ခုပါရှိပြီးညနေဆောင်အချိန်ဒီမှာထိုအတန်တူကိုထုံးလင်းတကြပါရဲ့ စည်းပွားဖြစ်မွေးမြူတဲ့ငါမျိုးစိတ်မဟုတ်တို့လူတို့စားသုံးလင်းရှိတဲ့ Longspin Square Fit တွေဟာအကျန်းခံပြီးအတော်ကိုအသက်ပြင်းတဲ့ငါမျိုးစိတ်တွေလို့လည်းထင်ရှားပါသေးတယ်။